ကားရဲ့ sound system က Sony ကာလာ OK လဲဆိုလို့ရမယ် sound system ကလည်း Sony ဆိုတော့ဘာလို့အောင်လဲဒီကားလေးမှာ design ဖော်ပြီးတော့မှအတွင်းထဲမှာ air con ထည့်မြုပ်ထားတဲ့ပုံစံလေး down တစ်ဖက်မှာ air con ၄ဘောက်ကိုအကြီးကြီးနဲ့ design ပြန်ဖော်ပေးထားတာလေးကအားရဖို့ကောင်းတယ်ပေါ့ဒီကားကဒီပွဲလေးမှာဒီ family ၃အတွက်ကိုတေချာလေးပြထားဖြစ်တဲ့အတွက်ဒီကောင်လေးရတော့မှာပါမဖြစ်ပါအမှာပဲ pure conversion ဆိုလို့ရှိရင်သူက1လီတာ၃ယုံနဲ့21ကီလိုမီတာလောက်ထိကိုသွားနိုင်တယ်ဆိုပြီးတော့ကြော်ညာပေးထားတယ်ပေါ့နော် အားလုံးပဲမင်္ဂလာပါဗျာအဲကျွန်တော်ကဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့လူတွေနဲ့နည်းနည်းလေးစိမ့်နေမဲ့ brand တစ်ခုကိုရွေးချယ်ထားတယ်အဲဒီ brand လေးကတော့ Omoda J9 ဆိုတဲ့ brand လေးပေါ့နော်အဲအဲ့ထဲကနေမှကျွန်တော်ကဒီ J9 J7 ဆိုတဲ့ကားလေးကြောင့်ပြောပြပေးမှာပဲဖြစ်ပါတယ် ကားကိုရွေးချယ်ရတဲ့အကြောင်းအရာတော့အကြောင်းရနှစ်ချက်ရှိတယ်ပေါ့နော်ပထမတစ်ချက်ကဒီ J6 ရဲ့ J6 ဆိုတဲ့ကားလေးကကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အားလုံးသိတဲ့ i car ဆိုတဲ့ကားလေးကိုသူတို့နိုင်ငံမှာ J6 အနေနဲ့သွင်းရတယ်အဲ့ဒါအကြောင်းမလို့ရွေးချယ်ခြင်းရဲ့ပထမတစ်ချက်ဖြစ်ပြီးတော့ဒုတိယတစ်ချက်ကတော့ဒီကောင်လေးက plug-in hybrid ဖြစ်တယ် plug-in hybrid ကိုမှ तू က super hybrid 6 rank ဆိုပြီးတော့ तू ကလည်း announcement လုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီကားလေးအကြောင်းကိုပြောဖို့ရွေးချယ်လိုက်ရခြင်းမှာဖြစ်ပါတယ်အဲဒီကားရဲ့ design ဘန်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ तू ကအရင်ထူးခြားနေရာတော့မပါဘူး ပုံမှန် SUV ကားတစ်စီးပေါ့နော်ကျွန်တော် family သုံး SUV ကားတစ်စီးအနေနဲ့ဒီမှာ show ပြထားတယ်သူ့မှာတော့တခြားကားရင်းနဲ့အရင်ကွဲထွက်တာမရှိဘူးအဲ body size နည်းနည်းလေးကြီးတာရှိမှာပြီးတော့သူ့ရဲ့ grey line ပေါ့နော် grey line မှာဆိုလို့ရှိရင်လည်း BMW inspiration ယူထားလာတာအောင်မရဘူးပြီးရင်သူ့ရဲ့ပေါ့ဒီ day light ပေါ့နော်အဲ day light ဖွဲ့စည်းတိစောက်ပုံလေးကတော့မဆိုးဘူးသူသွားရဲ့ pattern တွေကအရမ်းမိုက်တယ်စန်စာဆိုလို့ရှိရင်လည်းအရှိပိုင်းစန်စာကလေးလုံးပဲပါတယ် အရှိမကြီးမဲ့ဆိုလို့ရှိရင်တော့ဒီကားကခန်းခန်းထဲထဲရှိရလို့ပြောလို့ရတယ်။ကောင်ကားကျတော့ဒီ campaign vibe ကိုသွားကျင်တာဖြစ်တဲ့အတွက်ဒီမှာ campaign vibe အတိုင်းလေးစင်ပေးထားတာအနောက်ဖက်ရောက်ရင်ပို့ပြီးတော့တည်တာလိမ့်မယ်။ကျွန်တော်တို့အဲ့တော့ကျွန်တော်ဘေးဘက်ချက်ကြည့်ရအောင်။ဘေးဘက်မှာဆိုလို့ရှိရင်တော့ထုံးစံတိုင်းကျွန်တော်တို့ကဒီ align ပေါ့နော်။ align site တွေအဲပြီးလို့ရှိရင်ကျွန်တော် align design တွေပြောရမှာပေါ့နော်။သူရ rain site ကဆိုလို့ရှိရင်လည်း तू က rain site ကို तू က16လက်မှသုံးပေးထားတယ်။မစိုးဘူး။ကားလဲကြီးကြီးအဲ align လဲကြီးကြီးပုံစံမျိုးနဲ့16ကိုသုံးပေးထားတယ်။ပြီးရင် तू ကဘမ်းမှာမှာဆိုလို့ရှိရင်လည်း तू က तू ပါသင်းပါထိုက်တာအားလုံးပါတယ်ကျွန်တော် blind spot ကြီးလည်းပါတယ်ချက်ပြမီးကြီးလည်းပါတယ်360ကြီးလည်းပါလာပြီပြီးရင်သူကတကားပေါ့နော်တကားရဲ့လက်ကင်ကကျွန်တော် flash hand တယ်တကားလက်ကင်အပြောက် design ဖြစ်တယ် frame လက် window တော့မဖြစ်သေးဘူးအနောက်ဘက်ဆက်ကြည့်ရအောင်ဒီဘက် ေးကနေကြည့်မယ်ဆိုလို့ရှိရင်ဒီကားကိုချိုးထားတဲ့အချိုကမသိရင်ကျွန်တော်တို့ Land Rover လို့လို့ဘာလို့လို့နဲ့သူချိုးထားတဲ့အချိုလေးကလှတယ်အဲဒီဘက်မှာတော့သူကဒီ charging port ပေါ့လို့ charging port က CCS2 ကိုသုံးပေးထားတယ်ဟိုဘက်ချမ်းမှာတော့ C port ပေါ့လို့ဒီကော plug-in hybrid ဖြစ်တာဖြစ်တဲ့အတွက် C ထည့်မယ်ဆိုလို့ရှိရင်ဟိုဘက်ချမ်းကထည့်ရတယ်ဟိုဘက်မှာ C port လေးထည့်ပေးထားတယ်တကယ်အနောက်ဘက်ဒီဇိုင်းကတော့လက်ရှိမှာပေါ့လို့ဒီပွဲမှာဆိုလို့ရှိရင်ဒီကားမော်ဒန်ကဒီဒီဇိုင်းကိုပဲပြထားတာ အဲအားကြောင့်မို့လို့ तू ကဒီနောက်ဖက်ဒီဇိုင်းကိုတော့ကျွန်တော်တို့ကအများကြီးပြောလို့မရဘူးဆိုတော့ तू ကဒီမှာ campaign fire အောင် setup လေးလုပ်ပေးထားတယ်ပြီးတော့ video ကိုလည်းထုတ်ပြီးသုံးပေးထားတဲ့အနေအထားမျိုးနဲ့ तू ကဒီ campaign fire လေး setup ဆင်ပေးထားတယ်ဒီကောင်တွေကတော့ default ပါလားကျွန်တော်ဒီ projector light ထိုးဖို့အတွက်ကိုဒီမှာလုပ်ထားပေးတဲ့ဒီအစလေးကတော့ default နေနဲ့ပါလားကျွန်တော်ဒီနောက်ဖက်အတွင်းဘက်ကိုတော့လှမ်းကြည့်လို့ရတယ်အတွင်းဘက်ကာကို spare ကတော့အခြေကြီးလို့ပြောလို့ရတယ်ကားကဒီအင်ရှင်ပြီးတော့ခုံနှစ်တန်းနဲ့ဖြစ်တာဖြစ်တဲ့အတွက်အတွင်းဘက်ကာကို spare ကကြည်ကြည်ဝန်းရှိရလို့ပြောလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်နောက်ဖုံးမော်တာတွေဘာတွေပါလာအောင်လဲကျွန်တော်ဒီမှာတွေ့ရ ပေါ့နော်အဲ့တော့ဒီအနောက်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ trade ruru အများကြီးပြောစရာတော့မရှိဘူးအဆင်ပြေပြေနဲ့ကြကြဝန် family သုံးကားတစ်စီးဖြစ်တယ်လို့ပြောလို့ရပါတော့တွေ့ရတယ်အဲ့တော့အထက်သက်ကြည့်ရအောင်ကျွန်တော်တို့အတွင်းကန်းနေရာနေမှာပြန်လဲကြိုးစုလိုက်ပါ ဒီကောင်ကအတွင်းထဲမှာဆိုလို့ရှိရင်လေကာလောက်ကေ version အနေနဲ့သူကမိုင်းနှလုံးထည့်ထားပြီးတော့ဒီကော့ကိုဒီတချင်းဆိုလို့ရအောင်လဲသူက setup လုပ်ပေးထားတယ်သူရဲ့ original infotainment မှာဆိုလို့ရှိရင်လေကာလောက်ကေ mixer ဆိုပြီးတော့သူက application တစ်ခုပါပြီးတော့သူကျွန်တော်တို့ဒီကောင်မှာကျွန်တော်တို့တချင်းလဲတစ်ခါလဲဆိုလို့ရတဲ့အနေထားမျိုးလေးမိုင်းနှလုံးလဲထည့်ပေးထားတယ်ဒါကဝင်ဝင်ချင်းမှာတွေ့ရတဲ့အနေထားလေးပေါ့နော်အတွင်းကန်းကိုပြောပါဆိုလို့ရှိရင်ဒီကောင်က အတွင်းကောင်တော်တော်လေးကြဲကြဲဝုံဝုံရှိတာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော်တော်လေးလဲ function စုံတာကိုတွေ့ရတယ်အဲပြီးလို့ရှိရင် CRI setup ဆိုလို့ရှိရင်လဲ CRI လေးကဖော်စီတိစပေါ်လို့ရမစိုးလို့ပြောလို့ရတယ်ဒီမှာသုံးထားတဲ့ဒီပေါ့နော် CRI control တွေအကုန်လုံးကလဲကျွန်တော် touch နဲ့ပဲသွားတာကျွန်တော်ခလုံးမဟုတ်ဘူး touch နဲ့ပဲသွားတဲ့ပုံစံလေးမှာရှိတယ်ပြီးလို့ရှိရင်လဲဒီမှာကျွန်တော် face recognition အတွက်ကိုလဲသူကဒီမှာ camera လေးထည့်ပေးထားတာကိုတွေ့ရတယ်ဒီ digital cluster လေးဆိုလို့ရှိရင်လဲ resolution တော်တော်ကောင်းတဲ့နေရာမှာပါတယ် digital cluster နဲ့မဟုတ် infotainment ကအစသူ့မှာသုံးထားတဲ့ resolution ကတော်တော်လေးအားရဖို့ကောင်းတယ်ပေါ့နော်ပြီးလို့ရှိရင်သူကပေါ့ဒီမှာ ဆိုလို့ရှိရင်ထိုင်ကုန်နေဆိုလို့ရှိရင်လေထိုင်ကုန်လေတာသားလေးတွေကမစိုးဘူးဒါပေမဲ့သူကဒီကားကြီးလိုပဲလားဒါမှမဟုတ် off road ကိုယူရလားလားသူကနည်းနည်းတော့ conflict ဖြစ်နေတယ်ကြာထိုင်ကုန်သုံးထားတဲ့ဟာတွေက off road ကားတွေမှာအများဆုံးတွေ့ရတဲ့လေတာ quality ကိုသုံးထားတယ်ဒါပေမဲ့ဒီကားကကျွန်တော် family အတွက်ကိုယူရထားတဲ့သဘောလေးနဲ့သူက setup တွေကိုတေချာလေးလှုပ်ပေးထားတယ်ဒီကားမှာကသူ့ရဲ့ function တွေတော်တော်လေးစုံစုံလင်လင်ပါတာကိုတွေ့ရတယ်ဥပမာကျွန်တော် SUV လည်းပါတယ် standard speaker လည်းပါတာကိုတွေ့ရတယ်ပြီးလို့ရှိရင်ဒီကားရဲ့ sound system က Sony ကာလာ OK လဲဆိုလို့ရမယ်။ Sound system ကလဲ Sony ဆိုတော့ဘာလို့အောင်လဲ။ လုံးဝအရန်အစင်ကြီးတော့ရဲ့တဲမှာပါတယ်အဲပြီးလို့ရှိရင်ဒီ dashboard မှာဆိုလို့ရှိရင်သုံးထားတဲ့ leather quality လေးကမိုက်တယ် leather ကျိုးရုပ်လေးကိုမှတေချာလေးလုတ်ပေးထားတယ်ဒီပေါ့နော် driver နဲ့ passenger ကိုခြားထားတဲ့ center console လေးကလည်းမဆိုးဘူးဒါပေမဲ့နည်းနည်းလေးမြင့်နေဆိုတဲ့ vibe ကိုခံစားရတယ်ကျွန်တော်ပဲလူကောင်သေးလို့လားတော့မသိဘူးအဲဒီမှာဆိုလို့ရှိရင် body ပါလဲဆိုတော့ကျွန်တော်ဒီပေါ့နော် aircon အတွက်ကို auto chain တာလေးပါမယ် driving mood chain တာလေးပါမယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီကားကဟာဒီ plug in hybrid ဖြစ်တာဖြစ်တဲ့အတွက် EV တို့ HEV တို့ chain နဲ့ခလုတ်လေးတွေဒီမှာထည့်ပေးထားတယ် cap holder ပါမယ် ဝါလက်ချာကြပါမယ်ပြီးလို့ရှိရင်ဒီအတွင်းထဲမှာဆိုလို့ရှိရင်ကာဂိုစပေးပါမယ်အိုက်ကာဂိုစပေးကကူပေါင်းအနေနဲ့လည်းတုံးလို့ရတယ်လို့ဘလိုချင်းဆိုလို့ရှိရင်လေဝင်ပေါက်လေးပိတ်ထားပြီးတော့ဒီကောင်ပုံမှန်ကာဂိုစပေးအနေနဲ့လည်းတုံးလို့ရတယ်ထိုင်ကုန်မှာဆိုလို့ရှိရင်လည်းစီမော်တာတွေစီမမ်မိုရီတွေစီကူလာတွေစီဟီတာတွေပါတယ်စီမာဆက်တော့မတွေ့ရအောင်ပေါ့နော်အဂီယာဆိုလို့ရှိရင်လည်းသူကဟန်ဂီယာလေးပေါ့အသုံးပြုပေးထားတယ်ပြီးလို့ရှိရင်သူကဆန်ရူပေါ့နော်ဆန်ရူကတော့ပန်နိုရာမစ်ဆန်ရူဖြစ်သွားပြီးတော့အဲဆန်ရူကောဆန်ရှိကောအဖွဲပိတ်ကိုထုံးစံတိုင်းဒီနားလေးမှာထည့်ပေးထားတယ်အဲတကားဖွဲ့စီတိစားပုံဆိုလို့ရှိရင်လည်းရိုးရိုးရှင်းရှင်းပဲအ ကုန်လုံးကိုလဲတာသုံးတာလေလဲတာမဟုတ်တဲ့နေရာဆိုလို့ဒီတကားဖွင့်တဲ့ဟာလေးပဲရှိတယ်ပြီးရင်မှန်တယ်မှန်ချားတွေကလည်းသူ့ရဲ့ style လေးနဲ့သူသွားထားပေးတဲ့ပုံစံလေးမှာရှိတယ်ပေါ့နော်အဲကုန်းလေးပေါက်ဆိုလို့ရှိရင်လည်း design ပုံဖော်ပေးထားတာလေးတွေကမစိုးဘူးဒီကားလေးမှာ design ဖော်ပြီးတော့မှအတွင်းထဲမှာအဲကုန်းထည့်မြုပ်ထားတဲ့ပုံစံလေးဒေါင်းနှစ်ဖက်မှာအဲကုန်းလေးပေါက်ကိုအကြီးကြီးနဲ့ design ပြန်ဖော်ပေးထားတာလေးကအားရဖို့ကောင်းတယ်ပေါ့နော်စန်တာကွန်ဆိုရဲ့အောက်မှာဆိုလို့ရှိရင်လည်း space လေးတစ်ခုလုပ်ထားပြီးတော့အတွင်းထဲမှာ12 volt socket တွေ USB port တွေလည်းတတ်တတ်ထပ်တယ်ပေးထားတာကိုတွေ့ရတယ် အရှိပိုင်းအနေနဲ့ခြုံပြီးပြောပါဆိုလို့ရှင်တော့သဘောကျဖို့ကောင်းတယ်လို့ပဲပြောရမှာပဲမဆိုးအားရတယ်အဲ့တော့ကျွန်တော်နောက်ဖက်တော့ကြည့်ရအောင်ကျွန်တော်နောက်ဖက်ရောက်ပြီပေါ့နော် နောက်ဖက်ရောက်တဲ့ခါမှာထုံးစံတိုင်းကျွန်တော်တို့လရွန်းနဲ့ဟက်ရွန်းနဲ့ပြောရမှာပေါ့နော်ဒီကောင်ကကျွန်တော်တို့ဒီပေါ့နော်လက်ရှိကျွန်တော်အရှိစီပိုဇက်ရှင်အတိုင်းဖြစ်နေလို့သာလရွန်းကနည်းနည်းလေးနည်းလို့ထင်ရပေမဲ့ဒီစီပိုဇက်ရှင်ကပုံမှန်ပေါ့နော်ဒရိုင်ဘာဆက်တင်ပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့နောက်ကလရွန်းကတော့ကျဲထွက်လာမှာပဲဒီနောက်မှာ3စီတာထိုင်မယ်ဆိုလို့ရှိရင်လည်းချောင်ချောင်ချင်းကြီးကိုထိုင်လို့ရတယ်အဲ raw aircon ဖြစ်တာဖြစ်တဲ့အတွက်နောက်မှာ aircon လေပေါက်လေးတွေပါလာတော့တွေ့ရတယ်ကျွန်တော်ဒီမှာ USB type C တွေ USB port တွေကလည်းနောက်မှာထားလာပေးထားတယ်တကားရဲ့ဖွဲ့စည်းတိစောက်ပုံဆိုလို့ရှိရင်လည်းအရှိန်နဲ့အတူတူပဲပေါ့နော်အရှိန်မှာကျွန်တော်ပြောဖို့မေးကြံသွားတာကအရှိန်မှာကတော့ sound system ထားထားတဲ့ style လေးကမတူဘူးအနောက်မှာက sound system ကိုဒီမှာတစ်ခုထားရတယ်ဒီမှာတစ်ခုထားရတယ်အရှင်းမှာအဲ့လိုမဟုတ်ဘဲနဲ့ဒီအောက်မှာတစ်ခုထားရတူပြီးတော့ဒီ down လေးမှာတစ်ခုထားရတာလေး အဲ့ဒါလေးကိုရှင်းမှကျွန်တော်ပြောဖို့မေ့သွားပါဘောနော်အနောက်ဘက်အပိုင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်၃ရောက်ချောင်းချောင်းလဲလဲထိုင်လို့ရတယ်ကလေးလေးပါထိုင်မယ်ဆိုလို့ရှိရင်လဲ isofit အတွက်ကပါထားပြီးသားပေါ့နော်ဘာလို့လဲဆိုတော့ဒီကားကဒီပွဲလေးမှာဒီ family ၃အတွက်ကိုတေချာလေးပြထားဖြစ်တဲ့အတွက်ဒီကောင်တွေရတော့မပါမဖြစ်ပါမှာပဲပြီးရင် amrex ပါမယ် amrex ရဲ့အတွင်းထဲမှာလဲ capura လေးပါမယ်အဲမလို့ရင်ပြန်ပိတ်ထားပြီးတော့3 seater ac အဆင်ပြေပြီးထိုင်လို့ရတယ်ဒီအနောက်ဘက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အဆင်မပြေတာဘာလဲဆိုတော့ဒီထိုင်ကုန်လဲသားပေါ့နော်ထိုင်ကုန်လဲသားကနည်းနည်းလေးမဆက်ဆက်ဖြစ်တဲ့ဘက်ကိုသွားတာဖြစ်တဲ့အတွက်ကြကြစီးမှဆိုလို့ရှိရင်တော့တတောင့်တတ မဖြစ်ဘူးဆိုတဲ့ feeling ကိုခံစားရမယ်ဘာဖြစ်လို့ဆိုတော့လေသာသားကမဆက်ဆက်ဖြစ်နေလို့ပဲအဲ့တော့ဒီကားရဲ့အချက်လက်လေးကိုကျွန်တော်ပြောရအောင်ကဲအခုကတော့ဒီကားလေးရဲ့အချက်လက်လေးကိုပြောရမယ်အချိန်ရောက်လာပြီပေါ့နော်ဒီကားလေးကစကြွန်ညာတွေကလည်းသူကဘာလဲဆိုတော့ SHS ဆိုတဲ့သဘောပေါ့နော် Super Hybrid System ဆိုပြီးတော့သူကညာပေးထားတယ်အဲ့တော့ဒီကောင် Hybrid ကဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်အပိုင်းတစ်ပိုင်းခွဲပြောရမှာပေါ့နော်ပထမတစ်ပိုင်းက Battery ပေါ့နော်ဒီကားလေးရဲ့ Battery Capacity ကဆိုလို့ရှိရင်80.3 kWh ရှိတယ်ပေါ့နော်အဲ့တော့ battery only နဲ့သွားမယ်ဆိုလို့ရှိရင်သွားလို့ရရဲ့ driving range က106 km တိရှိတယ် ဲ့လိုမှမဟုတ်ဘူးဘက်ထရီမှာလည်းအားပြည့်ရှိမယ်စီတိုင်ကြီးထဲမှာလည်းစီအားအပြည့်ရှိမယ်ဆိုလို့ရှိရင်သွားလို့ရတဲ့ driving range ကကြတော့ဘယ်လောက်တိရှိမလဲဆိုတော့1300ကီလိုမီတာတိရှိတယ်ပေါ့နော် နောက်ပြီးရင်ဒီကောင်ကဘာကိုထပ်ပြီးကြွညာထားသေးလဲဆိုတော့ဒီကောင်ရဲ့ fuel consumption ပေါ့နော် ဖြူရယ်ကွန်စတရှင်ဆိုလို့ရှိရင်သူက1လီတာ3ယုံနဲ့27ကီလိုမီတာလောက်ထိကိုသွားနိုင်တယ်ဆိုပြီးတော့ကြော်ညာပေးထားရပါတော့။အဲ့တော့စီစားလုံးကိုအများကြီးရှော့ချပေးနိုင်တယ်ဆိုပြီးတော့ဒီကားလေးကိုမန်ရှင်းလုပ်ထားရပါတော့။ဒါလေးကတော့ဒီကားလေးရဲ့အချက်လက်လေးပဲဖြစ်ပါတယ်။အဲကျွန်တော်အခုတင်ဆက်ပေးခဲ့တာကတော့56ချိန်မြောက်ဘန်ကောက် International Motor Show မှာပြသထားတဲ့ J9 ရဲ့ J9 G7 ကားလေးကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျာ။ကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဦး။ကျွန်တော် Just Right ကထချုံပါ။ထိုင်ပုံမှာဆိုလို့ရှိရင်လဲထိုင်ပုံမှာဆိုလို့ရှိရင်လဲ C Motor လေး C ါကုန်။အားလုံးပဲမင်္ဂလာပါဗျာ။အဲကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့လူတွေနဲ့နည်းနည်းလေးစိတ်နေမဲ့ကာဘရန်တစ်ခုကိုရွေးချယ်ထားပါတယ်။အဲဒီ brand နာမည်ကတော့ J9 ပေါ့နော်။အပြည့်စုံကတော့ Honda J9 ပေါ့နော်။အဲဒီကျွန်တော်ဟုတ်ကြောအဒီဘက်အနောက်ဘက်ဒီဇိုင်းကတော့လက်ရှိမှာဒီပွဲမှာဒီကားတစ်စီးတဲ့ sorry ပြန်စမယ်3 2 1 go ဒါကအနောက်ဘက်ဒီ